ကျန်းတန်းနဲ့ဆင့်မြေပြင်မှာရဲမွန်းနဲ့သူရဲကောင်းဆန်ဆန်တိုက်ခိုက်တယ်လို့ကိုယ့်ရဲ့ချစ်ရသူကိုလည်းအမှုအစိတ်ကဗျာလင်္ကာရီနဲ့ဖွင့်ထွက်ရေးသားတဲ့စာဆိုပရင်တော်ကတောင်ခွင်မှာပေါ်ထွန်းခဲ့တယ်။ယနေ့အထိမြန်မာစာပေတော့ကမှာသူရဲ့ကဗျာလင်္ကာရီဟာအသက်ဝင်နေတဲ့အဖြစ်ခန္ဓာကိုယ်မှာအမှုအကျံနှမျိုးကွဲနေတဲ့စာဆိုတော်ရှင်ပြင်သူကတော့ National National လို့ဆိုရင်နေပြည်တော်နဲ့ဝေးရရဲကိုစစ်ရှိတတ်တဲ့အခါပေးရနဲ့ကညစ်ထုတ်ပြီးချစ်ရတဲ့သူကိုရည်ရွယ်ပြီးရုပ်ကဗျာကိုရေးဆက်နေတဲ့သူဖြစ်သမိုင်းမှာသိကြတယ်။ တကရီ940ကျန်မှာမွေးဖွားတဲ့ National ဟာမွေးချင်းကြီးကို၄ယောက်မှအကြီးဆုံးသားပါခမဲတော်ကဘင်းတော်မီဒီယာယူရဲ့တမတ်တော်တောင်ကိုဘီရင်မီးရဲ့တီဟာသူနဲ့မဲတော်ကတော့ခင်စောပါဘင်းတော်ရဲ့မီးရောဖြစ်တဲ့ National ဟာငယ်စဉ်ကလေးကစစ်စစ်မြင်းစီတာခုတ်လန်တို့ကျွမ်းကျင်ရုံတမကအမှုပညာဘက်မှလည်းစောင့်ကြည့်တတ်ပညာကိုကောင်းကောင်းကြီးတည်ဆို့တိမုတ်တတ်တယ်ဖျားတိုင်းစစ်ချင်ရူအခြားရူကပြားတွေကိုရေးသားဖွင့်ထုတ်နေတယ်ရှိပါတယ်ကားသူတရကနနမင်းရဲ့လက်ထက်ယူရီးယားကိုချီတက်လုပ်ချင်တဲ့အခါကိုနှစ်သားရှိသေးတဲ့နက်ရှင်နယ်ကလည်းကမဲတော်နဲ့တူစစ်မြေမြေကိုလိုက်ပါပါတယ် ယူရီးယားကနေမြန်မာတပ်တွေဆုတ်ခွာတဲ့အခါနောက်ကနေအသေးအနလိုက်တိုက်တဲ့ယူရီးယားပြင်ပြန်တဲ့လူကို National ကပြန်တိုက်တဲ့အခါယူရီးယားတပ်တွေမျိုးတွေကိုပြန်ဝင်ပြေးရတယ်ဒီတိုက်ပွဲက National ရဲ့ထင်ရှားတဲ့တိုက်ပွဲဖြစ်ပြီးနောက်ထပ်မိုးနေစပွားပုံမှန်တာကိုလည်းနေနေပြခဲ့တယ် National နဲ့ပတ်သက်ရင်တမိုင်းမှာထင်ရှားတဲ့နောက်ထပ်အဖြစ်ပြက်ကရှိပါတယ်အဲ့ဒါကတော့အသက်ကြီးနေပြီဖြစ်တဲ့မိုးဆုမဒါရုကရယာမင်းသမီးကိုမိသားစုနဲ့ချစ်ခဲ့တာပါ National နဲ့ဒါရုကရယာဆိုတာတမိုင်းမှာမသိသူမရှိတဲ့ချစ်သူတွေ နက်ရှင်နယ်ကဒေါက်တာလေးယာကိုအလွန်အမတန်ချစ်မြတ်နိုးတဲ့အတွက်ရေတုကဗျာစာပေတွေနဲ့နှစ်တွေအများကြီးပိုးပန်းခဲ့ပါတယ်1998ခုနှစ်မှာ National တို့သားဖာရဟိုင်းဘရင်မေယာသားကြီးနဲ့ပူပေါင်းပြီးအတာဝရီဘရင်နရဘရင်ကိုပုံကံပြီးနှက်ချခဲ့ပါတယ်။ National ကသူ့ရဲ့ရှိသူဒါရုပလေယာကိုလည်းမိဖုရားပြည့်စုံမှန်ပြီးတန်ကိုအရှင်မင်းရာထူးရှိမြင့်တဲ့ခံရတယ်။အဲဒီချိန် National ကအသက်30ဒါရုပလေယာဟာ43နှစ်ကျော်ရှိနေပြီ။သူတို့နှစ်ယောက်ကြားအသက်က73နှစ်ထိကွာပါတယ်။ လက်ရှိနောင်ကဓာတုကရယာကိုချင့်မြတ်လို့ပါကြောင့်သူရဲ့စာရီရုပ်တွေထဲမှာချင့်တဲ့သူဓာတုကရယာဆိုလိုဖွင့်နေရေးသားတဲ့အထိတရားနဲ့တရားအလုံးချစ်ကြပြီးအမှုပညာကိုဝါသနာပါတဲ့သူတို့နှစ်ယောက်ဟာအကြာကြီးတော့ပေါင်းဝင်မရပါဘူး။တက်ထပ်ပြီးခုနလအကြာဓာတုကရယာဟာဖျားယုံလာနဲ့ကွယ်လွန်ခဲ့တယ်။ဓာတုကရယာကွန်လွန်ပြီးတဲ့နောက်မှာနက်ရှင်နယ်ဟာရက်သေစာတွေတောက်စားနေခဲ့တယ်။အကူရီ981မှာကမဲရော်နေဟာဆန်နာကြောင့်တောင်ကုန်ထင်းနှံကိုဆက်ခံခဲ့ပေမဲ့မိဖုရားကြီးအဖြစ်ဘယ်သူမှတင်မောက်ခြင်းမရှိပါဘူး။ တောင်ကူနန်းကိုစိုးစံခြင်းတနည်းမပြေသေးတဲ့အချိန်မှာ National အတွက်နောက်ဟက်ကြီးခွဲစရာဖြစ်လာတယ်။ယူကိုဝမ်ဝဲတော်ဆက်တဲ့အင်းဝမ်ဘီရင်နော့ဖက်လွန်မင်းကတောင်ကူကိုလာရောက်သိမ်းပိုက်ပြီးအင်းဝမ်လောက်ကိုသွတ်သွင်းလိုက်တယ်။ချင်းချုံဘီရင် National ကိုတော့အသက်ချမ်းသာပြီးခဲ့ပြီးတောင်ကူကစာသူပညာရှိတွေနဲ့ National ရဲ့ညိုကလေးနှစ်ပါးကိုအင်းဝမ်ဘီရင်ကခေါ်ဆောင်သွားခဲ့ပြန်တယ်။အခြေရောစီးပါရှုံးသွားတဲ့ National ကတန်လင်းမျိုးသားကစီကနေပူအောင်နေ။ဒါကပဲသူ့ရဲ့ဘဝကိုဆုံးသက်ဖို့တဖြည်းဖြည်းနေလာတာပါ။အစင်ကတဖက်လက်နဲ့တောင်ကူကို တိုက်ဟန်ပြူပြီး National ကိုခေါ်သွားကတန်လင်းကနေနှုတ်ဦးသားအင်းဝဘီကိုပုံကန်တယ် ဒီအကြောင်းကိုနောက်ဖက်လုံးမင်းကြတဲ့အခါတန်လင်းကိုထပ်ဆင်းလိုက်ပြန်တယ်။ဒီဒီခါလဲ National တို့ပဲထပ်ရှုံးမင်းအင်းဝဘင်းကငစင်ကောင်ကိုကမျက်ပြစ်ခဲ့တယ်။ National ကိုတော့အသက်ရှင်ခွင့်ပေးပေမဲ့တစ္ဆာခံမှုနဲ့ငင်းဆန်တယ်လို့သူကိုယ်နိုင်ကလည်းအသက်ရှင်မလီလိုတော့ပြီလို့ဆိုတာကြောင့်ပဲငစင်ကောင်နဲ့အတူတူတန်လင်းမျိုးနယ်ကောင်မှကားစင်တင်ကမျက်ပြစ်ခဲ့ပါတယ်။ National ရဲ့ရိုးရာကိုတော့သူ့ရဲ့ညီုံရဲ့မင်းကျော်တင်ကတန်လင်းကျဲခေါက်ဖျားနီးမှဝေးမှဆက်လုပ်ခဲ့တာဖြစ်ပြီးဂျေရုဆာလိုဝင်းကြီးရဲ့ထောင်ရအစ်စရာနေရာကိုရှင်နေထိတိုင်တန်လင်းမှာတွေ့နေပါတယ်။